ရှေ့မှာတမျိုးနောက်ကွယ်မှာတမျိုးလုံနေတဲ့လူတွေထဲကနေအသည့်တရားရှိတဲ့လူတယောက်ကိုထုတ်ပြောလာတဲ့ဂျွန်လွင်အလုံးမဲမိကလာပါဗမစ်နန်ကနေချွတ်ဆိုလိုက်ပါတယ်ဂျွန်လွင်ဟာခိုင်နေဝေကိုပြောဆိုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးထင်းထင်းချင်းကိုခံခဲ့ရတာပေါ့နိုင်ငံသားကပြန်လာတဲ့အချိန်မှာထင်းထင်းချင်းခံခဲ့ရတာဖြစ်ပြီးတော့ရပ်ပိုင်းအတွင်းမှာပဲပြန်လဲလွတ်မြောက်လာခဲ့ပါတယ် သူဟာခိုင်နှင်းဝယ်ကိုလူပီးသားတဲ့လူဖြစ်စေခြင်းနဲ့လို့ပြောခဲ့တာကြောင့်ပြောပြီးမကြခင်အချိန်မှာပဲထင်းထင်းချင်းကိုခံခဲ့ရတာပါခိုင်နှင်းဝယ်ရဲ့ချစ်သူကတော့ဂျွန်လင်ဒီလိုထင်းထင်းဖန်ဆီးခံရတာကခိုင်နှင်းဝယ်နဲ့မသက်ဆိုင်ပါဘူးဆိုပြီးပြန်လည်ဖြည့်ရှင်းချက်ထုတ်ထားပါတယ်ဒါပေမဲ့လည်းလူတိုင်းကတော့ဂျွန်လင်ဘာကြောင့်ထင်းထင်းခံရလဲဆိုတာကိုသိနေခဲ့ရပါ ဂျွန်လင်ဟာမော်ရယ်အေဂျင်စီကိုထောင်ထားပြီးဖြစ်တာကြောင့်တပည့်တပန်းတွေကလည်းအယံကိုပေါ်ပါတယ်။ဆရာနေကောင်းပါစေ၊ဆရာပျော်ရွှင်ပါစေဆိုပြီးဆုတောင်းပေးနေသူတွေလည်းအများကြီးရှိတာပေါ့။ဒါအပြင်အိမ်ချမ်းမြေအယံဝဲကိုလောက်တာကြောင့်လည်းအသိမိတ်ဆွေတွေကများပါတယ်။သူတီးသမ ्या ကိုလည်းဘာကုမဂယုမဆိုင်ပဲအမှန်တိုင်းပြောပြတတ်တာကြောင့်လည်းသူ့ကိုချစ်တဲ့သူတွေကများတာပါဒါပေမဲ့လည်းဂျွန်လင်ဟာသူ့ဖန်ဆင်းထိန်းသိမ်းခံလိုက်ရတဲ့အချိန်မှာပဲဘသူကအစ်စ်မှန်ဘသူကအတူယောင်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားခဲ့တာပါ သူအပြင်းမအဆင်ပြေနေတဲ့အချိန်အားလုံးကဆရာဆရာဆိုပြီးဝိုင်းချစ်ပေးကြပေမဲ့တကယ်တကယ်တမ်းအခက်ခဲဖြစ်သွားတဲ့အချိန်မှာတော့အားလုံးဟာဘူးပေါ်တလို့ပေါ်လာခဲ့တာပါသူဖန်းစီထိမ့်သိမ်းခံလိုက်ရတဲ့အချိန်မှာသူ့ဘက်မှာရှိနေခဲ့တာကသူ့အမေပဲဖြစ်ပါတယ်များစွာသောတပည့်တွေကလည်းရင်ကုန်နှုတ်ပိတ်နဲ့မသိချင်အောင်စောင့်နေခဲ့ကြတာပါသူ့ရဲ့မြောင်များစွာသောတပည့်တွေထဲကလည်းသူ့ကိုစိတ်ပူရက်တီပေးတဲ့သူတွေကအနေငယ်သာရှိခဲ့တာပါရှေ့မှာတစ်မျိုးနောက်ွယ်မှာတစ်မျိုးလုံနေတဲ့လူတွေထဲကအတိတ်တရားရှိတဲ့လူတစ်ယောက်ကတော့အေးချမ်းမောင်လေးပါကြောင်ထုတ်ပြောလာခဲ့ပါတယ်အောင်ရန်လေးနဲ့ အေးချမ်းမောင်တောင်ဂျွန်လွင်ကိုစိတ်ပူပြီးသူ့ဘက်မှာရှိပေးခဲ့တာပေါ့တချို့ကတော့အေးချမ်းမောင်ကကျေးဇူးမသိတတ်ဘူးလို့ထင်နေတာပေါ့ဒါပေမဲ့အဲ့ဒီလိုမဟုတ်ဘဲဖုန်းတွေဆက်ကဘေးနားမှာရှိနေပေးခဲ့ရလို့ဂျွန်လွင်ကထုတ်ပြောလာခဲ့ပါတယ်ဂျွန်လွင်ကလည်းဒီလိုအဆင်မပြေဖြစ်ခဲ့တဲ့အခိုက်အတန့်လေးကိုကျေးဇူးတင်တယ်လို့ဆိုထားတာပေါ့ဘာလို့လဲဆိုတော့အဆင်မပြေတဲ့အချိန်မှာအပေါ်ရန်ပေါင်းတဲ့သူနဲ့စိတ်ရင်းနဲ့ပေါင်းတဲ့သူကိုခွဲခြားသိရလို့ပဲဖြစ်ပါတယ်ပရိသတ်တွေကတော့သူ့ဘက်မှာအပြစ်ဝရှိနေခဲ့တာပေါ့ဂျွန်လင်ကလည်းဒါကိုကျေးဇူးတင်နေပြီးတော့သူတကယ်ကိုနားလည်သွားပါပြီလို့ပြန်ပြောလာခဲ့ပါတယ် အမေကြီးကိုလှုပ်ကျွေးနေတဲ့သားတယောက်ဖြစ်ပြီးအမှန်တရားဆိုတဲ့အရာကိုအမုန်းခံပြီးပြောတတ်တာကြောင့်အလုံးကသူ့ကိုချစ်ကြပါတယ်။ရှုပ်ထွေးလာတဲ့အနှွေပညာလောကရဲ့အကြောင်းအရာအစစ်မှန်တွေကိုလည်းဂျွန်လင်ကရှင်းပြလို့သိခဲ့ကြရတာပေါ့။ဟိုလူကိုကပ်ဖားဒီလူကိုကပ်ဖားမလို့ပဲကို့အနေထားနဲ့ကိုနေနေတာကြောင့်ဂျွန်လင်ဟာလည်းခေသူတယောက်မဟုတ်ဘူးဆိုတာကိုအလုံးကသိခဲ့ကြပါတယ်။ သူမြေတောင်မြောက်ပေးလို့အောင်မြင်သွားတဲ့အနည်းပညာရှင်ပေါင်းများစွာလည်းရှိခဲ့တာပေါ့အလိုအတန်းနဲ့ရရောသူဖြစ်ပါတယ်ဒါပေမဲ့လည်းဂျွန်လင်ဟာဂယုမဆိုင်ဖဲသူ့လုံးရမယ့်အရာပြောရမယ့်အရာတွေကိုပဲဆက်ပြောနေခဲ့တာပေါ့ ူကိုရိုင်းကလည်းသူ့ဘက်မှရက်တီခဲ့ပြီးစိတ်ဖူပေးတဲ့အောင်ရင်လေးနဲ့အေချမောင်ကိုလည်းကျေးဇူးတင်နေခဲ့ပါတယ်။ပရိသတ်ကြီးတို့ရဲ့ဘဝမှာရောကို့အဆင်ပြေနေတဲ့အချိန်မှာတော့ကပ်ဖားရဖားနဲ့ကို့ဘေးနားမှာရှိနေပြီးတော့အခက်အခဲတစုံတရာဖြစ်မှချက်ပြောင်းငှက်ပြောင်းပျောက်သွားတဲ့သူတွေနဲ့ကြုံဘူးလားဆိုတာဖြေပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော် YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ